ိုယ့်ရဲ့လုပ်ငန်းကိုကိုယ့်ရဲ့ customers တွေကဘာကြောင့်မလို့ပြန်မလာကြတော့တာလဲ။နံပါတ်၁ချက်ကတော့ဘာလဲဆိုတော့တည်သွားလို့။ဒါပေမဲ့ယာကင်တုံးကတိတ်ကိုနဲတယ်။တိတ်ယာကင်တုံးပဲရှိတယ်။နံပါတ်၂အကြောင်းရင်းတော့ဘာလဲဆိုတော့တငယ်ချင်းတွေကတခြားဆိုင်တွေကိုခေါ်သွားလို့အဲ့ဒီယာကင်တုံးကလည်းတိတ်ကိုနဲတယ်။3%ပဲရှိတယ်။တတိယအမြောက်အကြောင်းချက်ချက်ကတော့နေရာရွှေ့သွားတာ။ အဲ့တော့ရန်ကုန်မှာမနေတော့ဘူးမန္တလေးမှာမနေတော့ဘူးကိုဆိုင်ရန်ကုန်မှာရှိတယ်ကိုဆိုင်မန္တလေးမှာရှိတယ်နေရာရွှေ့သွားလို့900ခိုင်တုံးပဲကျွန်တော်တို့ရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ပြိုင်ဘက်တွေကကိုယ့်ရဲ့ customer တွေကိုယူသွားတဲ့အတွက်အဲ့ဒီ customer တွေကကျွန်တော်တို့စီပြန်မလာတော့တာ အဲ့ဒါလေရာဂိုင်တော့အရန်ကိုနေတယ်ကိုးရာဂိုင်တော့မှာကျွန်တော်တို့ရှိတယ်နောက်ထပ်အကြောင်းချက်တစ်ချက်ကတော့စိတ်ကြည်နတ်မှုမရှိတာကိုယ့်ရဲ့ဝန်ဆောင်မှု customer service ကိုစိတ်ကြည်နတ်မှုမရှိတဲ့အတွက်ပြန်မလာတော့တာအဲ့ဒီရာဂိုင်တော့တော်တော်များသွားပြီ14ရာဂိုင်တော့ရှိတယ်နောက်ဆုံးအချက်တစ်ချက်ကတော့ဝန်ဆောင်မှု ညံ့ဖြင်းလို့ customer service ညံ့ဖြင်းတဲ့အတွက်ကိုယ့်ရဲ့စိုင်ကိုကိုယ့်ရဲ့လုပ်ငန်းကိုဖောက်သေတွေကပြန်မလာတော့တာအဲ့ဒီမှာယာကိုင်တို့ဘလောက်ရှိလဲဆိုတော့68% 68ယာကိုင်တို့တော့ရှိရတယ်ကိုယ့်ရဲ့ company ကိုယ့်ရဲ့လုပ်ငန်းကဝန်ဆောင်မှုညံ့ဖြင်းလိုက်တာနဲ့ကိုယ့်စီကိုကိုယ့်ရဲ့ customer တွေကပြန်မလာတော့တဲ့ယာကိုင်တို့ဒီ68ယာကိုင်တို့ထိအောင်ရှိနေတယ်